အားလုံးမင်္ဂလာပါကျွန်တော်တို့ဇာရုံဖြစ်ပါတယ်ကျွန်တော်ရင်တစ်ပတ်ကတင်ခဲ့တဲ့ဗီဒီယိုမှာပြောရအောင်ကြံခဲ့တဲ့ smile coin ကို cryptocurrency နဲ့ဘယ်လိုမျိုးဝယ်မလဲဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာဆက်လက်ပြီးတော့ရှင်းပြပြတာဖြစ်ပါတယ်ကျွန်တော်ရဲ့အရင်တင်ခဲ့တဲ့ပထမဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်တော့ description မှာဗီဒီယို link တွေယူချပေးထားပါတယ်အဲ့ဒီဗီဒီယိုလေးကိုအရင်ဆုံးကြည့်ပြီးတိုက်တော့ညီပါတယ်ဗျာ ဒါဆိုရင်တော့ကျွန်တော်တို့ cryptocurrency ကိုအသုံးပြုပြီးတော့ spyware ဝယ်မယ်ဆိုရင် cryptocurrency exchange တွေကိုလိုအပ်လာပါပြီ။ဘာလို့လဲဆိုရင်အဲ့ဒီ exchange တွေကနေပြီးတော့ကျွန်တော်တို့က USDT ကို USDC ကိုအသုံးပြုပြီးတော့ spyware တွေကိုဝယ်ယူရတာဖြစ်ပါလေ။အဲ့တော့ကျွန်တော်ဒီလောက်လူသုံးများတဲ့ exchange တွေကတော့ Binance, Bitget, OKX, Bybit စသည် application တွေဖြစ်ပါတယ်။အဲ့ဒီတွေကကြိုက်တဲ့ application တစ်ခုကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်။ ကျွန်တော်တော့ကျွန်တော်သုံးနေကြ application ဖြစ်တဲ့ Binance ကိုအသုံးပြုနေဘူးဒီ view ထဲမှာထည့်သွင်းပြီးတော့ရှင်းပြပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ Binance account ဖွင့်ဖို့အတွက်ကျွန်တော် comment နဲ့ description မှာ link လေးချပေးထားပါတယ်။အဲ့ဒီ link လေးကနေဝင်ပြီးတော့ account ဖွင့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။ဒါဆိုရင်တော့ကျွန်တော်တို့ link ကိုဝင်ပြီးလို့ရှိရင် sign up ပြရအောင်နှိပ်ပါမယ်။ပြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင် Gmail တစ်ခုထည့်ပါမယ်။ အဲ့ဒီ Gmail ကိုအတီးပြုတ်ကောက်ချောင်းလုံးကြာမှာဖြစ်ပါတယ်အဲ့တော့ Gmail လေးကိုတစ်ချက်ဝင်ပြီးတော့ကုတ်ပြတ်ထည့်ပေးရမှာဖြစ်ပါတယ် ြီးရင်ကိုအလွယ်တကူမှတ်မိနိုင်မဲ့ password တစ်ခုကိုရိုက်နေပြန်မှာဖြစ်ပါတယ်ဒီစနေကိုပြီးပြီဆိုရင်တော့ကျွန်တော်တို့ join campaign ဆိုတာလေးကိုနှိပ်ပေးပြီးတော့ KBWB ဖွင့်တယ်လို့မျိုးကျွန်တော်တို့မှတ်ပုံတင်နေ KYC တင်ပေးရမှာဖြစ်ပါတယ်အာမှတ်ပုံတင်ဒီကိုတော့ကျွန်တော်ဗီဒီယိုထဲမှာလုပ်ပြထားတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်ပြီးသွားရပါပြီဒါဆိုရင်တော့ဆက်ကြည့်လိုက်ကြပါဦးဗျာ ဒီစင်းတွေအကုန်လုံးပြီးပြီဆိုရင်တော့ Binance ကခမားရဲ့အကောင့်ကိုတနအီအတွင်းမှာစစ်သေးပေးနေမှာဖြစ်ပါတယ်။အကောင့်ဖွင့်တာအောင်မြင်လားမအောင်မြင်လားဆိုတဲ့အကြောင်းကြားစာလေးကိုအကောင့်ဖွင့်တော့သုံးခဲ့ရဲ့ Gmail ကိုကြာလာမှာဖြစ်ပါတယ်။တကယ်လို့အကောင့်ဖွင့်တာကအောင်မြင်သွားပြီဆိုရင်တော့ကျွန်တော်တို့ Binance application တွေကိုလိုလာပါပြီ။ Play Store ထဲဝင်မယ် Binance application ကိုရှာပြီးတော့ download ဖယ်ပြရမှာဖြစ်ပါတယ်။ application ကို download ဆွဲပြီးရင်တော့ခုနကိုဖွင့်ထားတဲ့ account ကို password လိုက်ထည့်ပြီးတော့ login ပြန်ဝင်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ smile coin ကို cryptocurrency နဲ့စပြီးတော့ဝယ်လို့ရပါပြီ။အဲ့တော့ကျွန်တော်တို့ smile one website တွေကိုပြန်သွားမယ်။ account ဝင်တာတွေ account ဖွင့်တာတွေကတော့အရင်ဗီဒီယိုမှာပြောပြပြီးသားဖြစ်တဲ့အတွက် trade view မရှင်းပြတော့ပါဘူး။ဒါဆိုရင်တော့ login နဲ့ coin amount ကိုယူလိုက်မယ်။ ပြီးရင်ကျွန်တော်တို့ crypto currency ကိုရွေးပြီးတော့ order တင်လိုက်ပါ ပြီးရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ Gmail တခုကိုရိုက်ခဲ့ပေးရပါမယ်။ Gmail ရိုက်ထည့်ပြီးတဲ့အခါမှာကျွန်တော်တို့သူကလွှဲရမယ့် address လေးပေးလာမှာဖြစ်ပါတယ်။အဲ့ address ကို copy ပူးပြီးတော့ Binance application တွေကိုပြန်သွားပါမယ်။ကျွန်တော်တို့ send ဆိုတာလေးကိုနှိပ်မယ်။ on chain withdraw ဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်။ ာကော်ပီလိုက် address လေးကိုရိုက်ထည့်ပေးပါပြီးရင်တော့သူလွှဲခိုင်းတဲ့အမောက်အတိကျကိုရိုက်ထည့်ပြီးတော့လွှဲပေးလိုက်ပါ။ ဒါဆိုရင်တော့ smile coin ကိုအောင်မြင်သွားပြီလို့ပြောရပါပြီ။ကျွန်တော်တို့ Binance မှာ USDT ဖြည့်ဖို့အတွက် P2P ကိုလည်းအသုံးပြုလို့ရပါတယ်။အာ P2P ကိုဘယ်လိုသုံးရမလဲနားမနေသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ Telegram DM မှာ USDT တွေကိုဈေးသက်သက်တန်နဲ့လာရောက်ဝယ်လို့ရပါတယ်။ကျွန်တော်ရဲ့ Telegram channel ကို comment မှာချပေးထားပါရစေ။ ဒီ cryptocurrency နဲ့ smart coin ဝယ်နေ ਨੀ ကိုအလုံးချုပ်ခံပြီးမလုံးချင်တဲ့လူတွေအတွက်ကကျွန်တော်ရဲ့ Telegram channel မှာ smart coin တွေကိုဈေးသက်သာနဲ့လာရောက်ဝယ်ယူလို့ရပါတယ်။ Telegram channel က comment link မှာရှိပါတယ်ဗျ။ကဲဒါဆိုရင်တော့ video တွေကတော့ဒီလောက်ပါပဲ။ YouTube ရဲ့လူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ။အားလုံးပဲနောက် video မှာပြန်တွေ့ပါမယ်။ Bye bye ပါ။